မင်္ဂလာပါခင်ဗျာ11ရက်တန်ရဲ့ April 15ရက်နေ့မဟာတကြံအကျက်နှစ်ညပိုင်းသတင်းစီစဉ်ဒိုက်ထိုးလုပ်ကနေပြတိုးလိုက်ပါရယ်ဒီကနေ့မှာတစ်ဆက်ပြသမဲ့သတင်းတွေကတော့ April 14ရက်နေ့ထိငလျင်ကြောင့်တည်ဆုံသူစုစုပေါင်း3906ဦးရှိလာပြီးဒဏ်ရာရရှိသူ9028ဦးနဲ့ပျောက်ဆုံးသူ130ဦးရှိတယ်ဆိုတဲ့သတင်းဗိမ်းမြို့မှာမဟာတကြံပွဲတော်နဲ့အတူမြမရွေရတနခါလိမ့်ချခြင်းခံတာကိုထည့်သွင်းခြင်းပါတယ်ဆိုတဲ့သတင်း နိုင်ငံချမူရီခရိုင်မှာမြန်မာနိုင်ငံသားချင်းချင်းတာခုတ်မှုဖြစ်ပွားခဲ့ပြီးတဦးသေဆုံးကတဦးထဏ်ရာရှိတဲ့ဆိုတဲ့တဲ့ဗီလာနဲ့ဒုတိယအကြော့ကိုတတိကြီးကြီးထားပြီးကစားရမယ်လို့ PSG မြည်ပြတုံ့တက်တယ်ဆိုတဲ့တဲ့ဆက်တဲ့တဲ့ကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့အေဘိုလာ၁၄ရက်နေ့ထိငလျင်ကြောင့်သေဆုံးသူစုစုပေါင်း3906ဦးရှိပြီးဒဏ်ရာရှိသူ928ဦးနဲ့ပျောက်ဆုံးနေသူ130ဦးရှိရဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်။အေဘိုလာ၁၄ရက်နေ့ ညနေ6နာရီထိစင်းနေရမန္တလေးငလျင်ကြီးကျောင်းတိဆုံးသူစုစုပေါင်း3906ဦးရှိပြီးဒဏ်ရာရရှိသူ9028ဦးနဲ့ပျောက်ဆုံးနေသူ130ဦးရှိတယ်လို့နာဆာကသတင်းထုတ်ပြန်အဖွဲ့ကထုတ်ပြန်ထားပါတယ်ဧဘလစလီယံညနေ6နာရီထိစီးနေရမန္တလေးငလင်ကြီးကျောင်းဒေသုံးသူတန်းရရှိသူပျောက်ဆုံးသူတွေနဲ့နိုင်ငံတကာကူညီကိစ္စရေးဆောင်ရွက်မှုတွေနဲ့ပတ်သက်ပြီးပြောကြားရမှာနာဆာကပြောရေးစုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ ဧပြီ14ရက်နေ့ညနေ6:00နာရီထိမန္တလေးငလင်ကြီးကျောင်းတည်ဆုံးဒဏ်ရာရပျောက်ဆုံးသူစင်းတွေအနေနဲ့တည်ဆုံးသူစုစုပေါင်း3906ဦးဒဏ်ရာရှိသူစုစုပေါင်း928ဦးနဲ့ပျောက်ဆုံးသူစုစုပေါင်း130ဦးရှိပါတယ်။နိုင်ငံတော်အစိုးရအနေနဲ့မိသားစုတွေနဲ့ထပ်တူဝမ်းနဲ့ကြေကွဲရပါတယ်လို့ဗိုလ်ချုပ်စောမင်းထွန်းကပြောကြားပါတယ်။နိုင်ငံတကာအကူအညီထောက်ပံ့မှုတွေအနေနဲ့နိုင်ငံပေါင်း24နိုင်ငံမှာလေရင် ခောက်ရီ133ကောင်ရောက်ရှိခဲ့ကြောင်းကေဇေးအဖွဲ့ဝင်1862ဦးရောက်ရှိခဲ့ပြီးထောက်ပံ့မှုဆောင်ရည်ပစ္စည်းတန်ချိန်2210ကျော်နဲ့ ကယ်ဆယ်ရေးပစ္စည်းတန်ချိန်1180ကျော် ရောက်ရှိခဲ့ပြီးဖြစ်ကြောင်းပွေတုဆောင်မင်းထွန်းကပြောကြားပါရယ်မြန်မာနိုင်ငံကိုကိုကြီးကယ်ဆယ်အဖွဲ့တွေဆီလူချင်းပစ္စည်းတွေနဲ့ထောက်ပံ့ခြင်းစောင့်တဲ့နိုင်ငံတွေအနေနဲ့ရုရှားတရုတ်တရုတ်ဟောင်ကောင်အိန္ဒိယထိုင်းစင်ကာပူမလေးရှားဘင်္ဂလားဒေ့ဗီယက်နမ် UAE လာအိုဘီလာရုစ်အင်ဒိုနီးရှားဘူတန်ဖလပိုင်ဂျပန်နီပေါပါကစ္စတန်အမေရိကန်တိရီလင်ကာအော်စတြေးလျဇာပိုင်ဂျန်စတဲ့နိုင်ငံပေါင်း22နိုင်ငံမှာကုညီကယ်ဆယ်မှုတွေ ောက်ပံ့ပစ္စည်းပို့ဆောင်မှုတွေဆောင်ရွက်ခဲ့ကြောင်းဗုဒ္ဓဆောင်မင်းထွန်းကပြောကြားထားပါတယ်။မတ်လ28ရက်နေ့ကနှုတ်ခတ်ခဲ့တဲ့မန္တလေးငလျင်ကြီးကျောင်းမန္တတန်းဒေသကြီး၊တကိုင်းတန်းဒေသကြီး၊မကွေးတန်းဒေသကြီးနဲ့ရှမ်းပြည်နယ်အရှေ့မြောက်ဒေသနေပြည်တော်ကောင်စီဘကိုးတန်းဒေသကြီးတို့မှာငလျင်ပြည်တံကျောင်းထိခိုက်ပျက်စီးမှုတွေအများပြားဖြစ်ပေါ်ခဲ့ကြကြောင်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဘေးမြုံမှာမဟာဒကြံပွဲတော်နယ်အတူမြမရိုးရာတနခါလိမ့်ချေခြင်းခံရကိုထည့်သွင်းချင်းပါတဲ့ဆွေတဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ ဘေးမြို့မှာမဟာဒကြံပွဲတော်နဲ့အတူမြမရိုးရာတနခါလင်းချေခြင်းခန္ဓာကိုထည့်သွင်းကျင်းပခဲ့တယ်လို့သိရပါတယ်။မြမတက္ကတိ1386ခုနှစ်ဒကြံဂျူနေဧပြီလ23ရက်နေ့ကတနင်္သာရိုင်ဒေသကြီးဘေးမြို့ကံဖျားရက်ွက်ကံဖျားလမ်းပေါ်မှာရှိတဲ့ရေကစားမန်တပ်မှာမြမရိုးရာယဉ်ကျေးမှုအစဉ်လာတဲ့အညီဒကြံပွဲတော်ကိုအေးချမ်းတာယာတဲ့ဒကြံဤဒကြံအဖြစ်ကျင်းပခဲ့ပြီးမြမရိုးရာတနခါလင်းချေခြင်းခန္ဓာကိုလည်းထည့်သွင်းကျင်းပခဲ့ကြောင်းသိရပါတယ်။ မိမိနယ်တွင်းမှာရှိတဲ့ရက်ွက်ကြီးရော်တွေမှာတကြံပွဲတော်ကိုအေဂျင်တာတော်တကြံအဖြစ်အေဘရလာ7ရက်နေ့တကြံအကျိုးနေ့ညနေပိုင်းအချိန်ကစတင်ပြီးမြန်မာယဉ်ကျေးမှုဒလိများနဲ့အညီကျင်းပလျက်ရှိကြောင်းသိရပါတယ်။ဆက်လက်ပြီးတော့တိုင်းနိုင်ငံချမ်းမူရီခရိုင်မှာမြန်မာနိုင်ငံသားချင်းချင်းတားခုမှုဖြစ်ပွားခဲ့ပြီးတဦးတိဆုံးကတဦးတန်ရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တိုင်းနိုင်ငံချမ်းမူရီခရိုင်မှာမြန်မာနိုင်ငံသားချင်းချင်းတားခုမှုဖြစ်ပွားခဲ့ပြီးတဦးတိဆုံးကတဦးတန်ရရှိခဲ့တယ်လို့ထိုင်းအခြေစိုက် Causes Media ကဖော်ပြခဲ့ပါတယ်။ကျမ ुरी ခိုင်ခိုင်မှုရှိရကမှရှိတဲ့တိုက်ခိုက်တစ်ခုမှာဧပြီလ14ရက်နေ့ညပိုင်းကဖြစ်ပွားခဲ့တာဖြစ်ပြီးအသက်30အရွယ်အမျိုးသားတအူတည်ဆုံးခဲ့ပြီး22နှစ်အရွယ်အမျိုးသားတအူမှလည်းဒဏ်ရာရှိခဲ့ပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအဆောင်အတွင်မှာနေထိုင်သူတွေအတွက်ထိတ်တလန့်ဖြစ်စေခဲ့ပြီးတရားခဏ်ကိုရှာဖွေနေရလို့အာဏာပိုင်တွေကိုကူကားပြီးသတင်းမှဖော်ပြထားပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဘီလာနဲ့ဒုတိယကြော့ကိုတတိကြီးကြီးထားပြီးကစားရမယ်လို့ PSG နှိပြသုံးသပ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ PSG နီပြလူးဝစ်အန်ရီကေကယနေ့ကစားမဲ့ချန်ပီယံလိဂ်ကွာတာဖိုင်နယ်ဒုတိယကြော့ပွဲစဉ်အဖြစ်အက်စတွန်ဗီလာတင်းတဲ့ပွဲစဉ်မှာသတိကြီးကြီးထားပြီးကစားရမယ်လို့သုံးသပ်ပြောကြားခဲ့ပါတယ်။ PSG တင်းနေတဲ့ပထမကြိုးမှခြေစမ်းအသားနဲ့သုံးဂိုးတကူးနဲ့အနိုင်ရရှိထားတာကြောင့် semi final ကိုတရဖို့အလားအလာကောင်းနေပါတယ်။ PSG တင်းအနေနဲ့ Champions League ရှုံးထွက်အဆင့်တွေမှာ PSG တင်းနေတဲ့ Champions League ရှုံးထွက်အဆင့်တွေမှာပထမအကြော်နှစ်ဂိုးနဲ့အထက်အနိုင်ရတဲ့ခုနှစ်ချိန်မှာ သုံးချိန်ကပြိုင်ပွဲကနေထွက်ခဲ့ရတဲ့အစဉ်လာလေးရှိနေပါတယ်။ဒါကြောင့်နီးပြဖြစ်သူ NRK ကဘယ်ရမှအာမခံချက်မရှိသေးကြောင်းယူဆနေတာဖြစ်ပါတယ်။ချန်ပီယံလိခီးလန်ကလန်တရှောက်မှာရေပန်းစားတဲ့အတင်းတွေထွက်သွားရတာနဲ့ခင်ကျင်ထားပါတယ်။အဲ့ဒီတော့ကျွန်တော်တို့ဟာပထမချုပ်မှာပိုကောင်းတဲ့အတင်းဖြစ်ခဲ့ပါတယ်။အနိုင်ရဖို့လေထိုက်တန်ခဲ့တယ်။ဒါပေမဲ့ဒီရာကကျွန်တော်တို့နောက်မှကျန်ခဲ့ပါပြီ။အခုဒုတိယမြောက်ဇလန်စတင်နေပါပြီ။ကျွန်တော်တို့အနေနဲ့ဒီပွဲမှာ semi final တက်ရောက်ဖို့လိုအပ်တဲ့အဆင့်ပြတ်တန်းရပါမယ်လို့ NRK ကပြောကြားခဲ့ပါတယ်။ PSG ဒီနေ့နဲ့ Champion League နောက်ဆုံး6ရက်ဒီမှာတတိယချိန်မှာ Semi Final ကိုတက်ရောက်ဖို့အချိန်နှီးကောင်းနေခြင်းလည်းဖြစ်ပါတယ်။ဒါပြန်မပြီးဖလားကိုစုခူးထားကပြင်သစ်ဖလားမှာလည်းဘလူးဝဲကိုရောက်ရှိနေတာကြောင့်ဖလား၃လုံးလမ်းကြောင်းပေါ်မှာရှိနေတာဖြစ်ပါတယ်။အလဲပဲညတန်ရညပိုင်းသတင်းစီစဉ်ကိုတိုင်းထုံးနဲ့တက်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးကြတဲ့တော်လောင်းကိုကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။